ကျွန်တော်တို့တခါကစားပြခဲ့ဘူးတဲ့ဒီ line တစ် line อ่ะ၄နောက်ပိတ်နော်အဲ့ဒီ၄နောက်ပိတ်အပေါ်ကနေ2 4 6 8 10 12လောက်မှာ၄နောက်ပိတ်ရှိတယ်နော်တခါသူကနေအပေါ်တက်2 4 6 8 12လောက်မှာဒါ၄နောက်ပိတ်၃လုံးတန်းသွားတယ်နော်အဲ့ဒီ၄နောက်ပိတ်၃လုံးတန်းပြီးတာနဲ့အောက်တော့ဝဲကြော်မှာကိုပဲတဲ့ 30ဗရိတ်17ဗရိတ်လို့သူထွက်တယ်နော်အဲအဲ့ဒီမှာကျွန်တော်တို့က17ဗရိတ်ကိုသူရှင်းနှစ်ကကဏ္ဍဖမ်းတော့ကျွန်တော်ချစ်ထိတ်ကိုကျွန်တော်ပြောင်းမြန်သွားထည့်မိတာနော်အဲဒီမှာတော့ကျွန်တော်တို့တွတ်ဖြစ်ခဲ့တာ17ဗရိတ်ကိုဒီ line နဲ့ကျွန်တော်ကသူရှင်းနှစ်ကကဏ္ဍဒီနေရာဖမ်းတာဟုတ်နော်အဲအဲ့ဒီမှာ669ကတွတ်ဖြစ်သွားခဲ့ တခါအဲ့ဒီကိုဗရိတ်ကနေအောက်ဆောင်မှာဒီတစ်ခါလေးကနော်သူရဲ့နောက်နေ့မှာတစ်ထိန်လို့သူထည့်ကိုယ်ပရိရဲ့ဆောင်ဒီတစေပရိရဲ့ဆောင်မှာဒီတစ်ခါကတစ်ထိန်လူသူထဲတာရှိတယ် အဲ့ဒါဆိုရင်ဒီ7ပြည့်ရဲ့ဇောင်းမှာလေဒီတစ်ခါကတစ်ထိတ်လို့သူထွက်ထားတယ်နော်အဲ့ဒီထွက်ထားတဲ့တစ်ခါကတစ်ထိတ်လို့ထွက်တဲ့အောက်တပွဲကြော်မှာငါပြည့်အဲ့ဒီတစ်ခါကနေတစ်ထိတ်လို့ထွက်တယ်သူရဲ့အောက်တပွဲကြော်မှာ6ပြည့်အဲ့ဒီတစ်ခါကနေတစ်ထိတ်လို့ထွက်တယ်အောက်တပွဲကြော်မှာကျွန်တော်တို့9ပြည့် ခွန်6 5เนาะပေါ်မှာတော့က9တက်ဆယ်စတိเนาะဟိုဗရိတ်တွေချဲ့ထားခဲ့အဲအဲ့ရာကိုဗာပြောခြင်းတော့ဆိုတော့အဲ့ဒီဗရိတ်ငါးကြီးသူ့ရဲ့နောက်နှစ်မှာငါးဗရိတ်လို့သူလိုက်ပေါက်တာ939ဆိုတော့ခွန်လို့သူဖြစ်เนาะတက်စီတောင်းတော့ခွန်လို့ဖြစ်ပြီးသူအပေါက်တယ် ခွန်ခါရဲ့အောက်ဆောင်ပေါက်တယ်အဲ့တော့ तू ကဒီ၄၄ခွန်ဆိုတဲ့ငါးဘရိတ်ကြီးသူ့ရဲ့နောက်နှစ်မှာလိုက်ထွက်တယ်ပေါ့ဗျာငါးဘရိတ်ကနေနောက်နှစ်ထွက်ပြီးတော့၆ဘရိတ်ကနေကလည်းနောက်နှစ်ကိုလိုက်ထွက်တာထွက်တော့ဆက်စီတောင်၃လုံးက၈လို့ဖြစ်တယ်ခွန်ခါရဲ့အောက်ဆောင်မှာထွက်တယ်နော်အဲ့ဒီမှာထဲတိတောင်သုံးလုံးခွန်ခွန်ခါရဲ့မြင်းကုန်မှာသူ့ရှိနှစ်က၅ဗရိတ်ကဏ္ဍ ခွန်ပြီးတော့ထဲသေးအောင်သလုံးရှိလို့ဖြစ်တယ်ခွန်ခါရဲ့အောင်မြင်ကုန်မှာသူ့ရှိနှစ်ကကနန်း6ပရိတ်ကနန်းအဲ့တော့သူက5 6ပြီးပြီဒီနေရာမှာခွန်ပရိတ်ကနန်းခုနကျွန်တော်ပြောတယ်တစ်ခါတစ်ထိတ်လို့ရိုက်တယ်အောက်တပွဲကျော်ကခွန်ပရိတ်ကနန်းဒီသူ့ရဲ့နောက်နှစ်ဒီပွဲမှာထဲသေးအောင်သလုံး6လို့ဖြစ်သွားတယ်ခွန်ခါရဲ့အောက်ဆောင်မှာ6 3 5ဆိုတဲ့ခွန်ပရိတ်ကနန်းထဲ့မလားเนาะထဲ့မလား ကျွန်တော်တို့တစ်ခါပြဘူးတယ်ဒီ68ဇောင်းစင်းပေါ့ဆိုပြီးကျွန်တော်တို့တစ်ခါကဏ္ဍဩခဲ့သေးတယ်ဒီနေ့တည်းမှာဇောင်းစင်းကဏ္ဍတစ်ခွက်ရှိတယ်စိုက်ရှိတယ်ဗောနော်ကျွန်တော်ပြန်မချအားတော့စိုက်ကိုတော့မှတ်မိတယ်ဒီနေ့တည်းမှာဇောင်းစင်းကဏ္ဍပေါ့ဖို့ရှိတယ်အဲ့တော့ဒီကဏ္ဍကိုကျွန်တော်ဒီနေရာမှာထည့်ကြည့်နော်ဟောသဘောပေါက်ပါမှာနော်တို့ဒီတစ်ထည့်စီအောက်တပွဲကျော်က9ပြိကဏ္ဍနောက်နှစ်ကိုလိုက်ပေါက်တာတစ်ထည့်ကြီးအောက်တပွဲကျော်က6ပြိကဏ္ဍနောက်နှစ်ကိုလိုက်ပေါက် ဟောတိတိစီအောက်တပွဲကျော်ကခွန်ပရိက္ခဏနောက်နှစ်ကိုလိုက်ပေါက်နော်ပေါက်တော့ထောင်သုံးလုံး6လို့ဖြစ်တဲ့အောက်မှာပေါက်တယ်ထောင်သုံးလုံး7လို့ဖြစ်တဲ့အောက်မှာပေါက်တယ်ထောင်သုံးလုံးခွန်လို့ဖြစ်တဲ့အောက်မှာသူကပေါက်ရှင်လာလားဒီလိုမျိုးလေးတွေ့တယ်အဲကျွန်တော်တို့ကအဲ့ဒီဟာကိုဘယ်လိုသွားပြီးတော့ယူခြင်းလဲဆိုတော့ ျွန်တော်တို့ဒီနှစ်ဦးမှာနှစ်ဦးမှာသုံးပရိတ်เนาะ90ခွာတနှစ်ကျော်သုံးပရိတ်ပြီးတော့၄ပရိတ်96ခွာเนาะလေပရိတ်ပြီးတော့ကျွန်တော်တို့9ပရိတ်တနှစ်ကျော်မှာ96ခွာအဲ့ဒီ96ခွာတဲ့နှစ်ထဲမှာ ုံကိုခွာတဲ့နှစ်ထဲမှာကျွန်တော်တို့ခုံကိုခွာတဲ့နှစ်ထဲမှာဒီဆောင်သုံးလုံးထက်စီသုံးလုံးပေါင်းခုံနော်ထက်စီသုံးလုံးပေါင်းခုံခါသုံးလုံးပေါင်းကြည့်လိုက်၄၉၃သုံးလုံးပေါင်း6နော်နောက်ပိတ်သုံးလုံးက၈၄၉ဆိုတော့၈၄ခွန်ဆိုတော့၉လို့ရတယ်ခွန်၆၉ဆိုတဲ့ကဏ္ဍပေါင်းခြင်းတစ်ခွက်တွေ့ နော်အဲသူ့အပေါ်ကိုတန်းတန်းတက်သွားလိုက်ခုနကကျွန်တော်ပြောတဲ့ကိုးခွန်ခွာတဲ့နှစ်ထဲမှာခွန်69ကိုတပွင့်တိုးတော့နော်ခွန်69ကိုတပွင့်တိုးအဲခွန်69ကိုတပွင့်တိုးတော့8ခွန်9လို့ဖြစ်တယ်နော်တတိယ3လုံး8ခါ3လုံးကခွန်နော်9 3 5ဆိုတော့ခွန်နောက်ပိတ်3လုံးကတော့9ပုံတူရိုက် ဲ့တော့နောက်ပိတ်သုံးလုံးက6ပုံတွေရိုက်တာပဲเนาะဒီမှာလဲကျွန်တော်တို့နောက်ပိတ်သုံးလုံးကတော့6ပုံတွေရိုက်တယ်ထက်စီသုံးလုံးပေါင်းခြင်းကို9ထက်စီသုံးလုံးပေါင်းခြင်းကို8เนาะအဲ့တော့အခုကျွန်တော်တို့နောက်ပိတ်သုံးလုံးကို6ပုံတွေရိုက်အောင်3 3 3မှာသူကနောက်ပိတ်သုံးလုံး6လို့ပုံတွေရိုက် တခါထဲစီသုံးလုံးပေါင်းခြင်းကခွန်ရှစ်ပြီးတော့သူကလည်းထဲစီသုံးလုံးပေါင်းကို6လို့ဖြစ်အောင်6 9မှာသူက6လို့ဖြစ်မှာနော်6လို့ဖြစ်မှာနောက်ပိတ်သုံးလုံးကလည်း6လို့ဖြစ်ရအဲခါတော်သုံးလုံးကကျွန်တော်တို့ခါတော်သုံးလုံး6ခါတော်သုံးလုံးခွန်နော်ခါသုံးလုံး6ခွန်ခါသုံးလုံးက8ဖြစ်အောင်6ထဲရနော်အဲ့တော့သူက6 8 9 ဒီရှိကိုကိုတခါတပွင့်လျှော့လိုက်တော့ချစ်ခွန်နဲကိုရှိကိုတပွင့်လျှော့တော့ချစ်ခွန်ချစ်ခွန်ကိုတခါထပ်ချော့မယ်ခွန်6เนาะနောက်ပိတ်သုံးလုံးကိုပုံအဲမှာကျွန်တော်တို့ပေါင်းလိုက်တော့ငါကို3ဆိုတဲ့ကဏ္ဍကြီးထွက်နော်ငါကူ3ဆိုတဲ့ကဏ္ဍကြီးထွက်နေတယ်တဲ့နောက်တစ်ချက်ထူးခြားချက်က ဒီ6ပါတဲ့နက္ခတ္တဆုံးပေါ့နော်ဒီမှာလဲ935ဒီမှာလဲ935ဒီမှာလဲ6ပါတဲ့နက္ခတ္တဆုံးကသူက64နှစ်ဖြစ်နေတာအဲ့တော့သူကအဲ့6ပါတဲ့နက္ခတ္တဆုံးရဲ့ဇောင်းနေပါကစားနေသလားဒီပေါင်းချင်းဆိုင်ကလေးอ่ะเนาะအဲ့တော့သူကဇောင်း3လုံးပေါင်းချင်းခွန်တစ်လုံးစီကျွန်တော်တို့သွားမယ်เนาะထက်စီ3လုံးပေါင်းက1 2 3ဆိုတော့ခွန်လို့ဖြစ်တယ်ခွန်ပြီးတော့ထက်စီ3လုံးပေါင်းရင်8 တစ်ဆိုတော့ရှစ်လို့ဖြစ်တယ်ခွန်ရှစ်အခုတခါကိုးဖြစ်အောင်ကိုးငါးငါးမှကိုးလို့ဖြစ်နောက်တခါခါးသုံးလုံးပေါင်းခြင်းကို3ကို4ဆိုတော့6လို့ဖြစ်တယ်6ပြီးတော့9 3 5ဆိုတော့ခွန်လို့ဖြစ်တယ်နော်အဲ့တော့ခွန်လို့ဖြစ်ပြီးတော့အခုကျွန်တော်တို့ကလည်းမှာရှစ်လို့ဖြစ်အောင်3ည9 9မှသူကရှစ်လို့ဖြစ်မယ်နော်တခါနောက်ပိတ်3လုံးဇောင်းပေါင်းကြည့်လိုက်8 4 9ဆိုတော့ 6ပုံတွေရိုက်တယ်။နောက်ပိတ်3လုံး3 5ဆိုတော့6လို့ပဲရိုက်တယ်။အခုဒီမှာနောက်ပိတ်3လုံး6လို့ဖြစ်အောင်3နောက်ပိတ်ထဲမှာ6အဲ့တော့သူက6 8 9 6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  9 ကိုပါတဲ့နက္ခတ္တဆောင်ရဲ့ဇောင်းမှာဟာဒီပေါင်းခြင်းကဏ္ဍကိုသူကကစားနေသလားနော်ဒီမှာလဲကိုသုံးကပဲကိုပါတဲ့နက္ခတ္တဆောင်နော်သူဇောင်းမှာဖြစ်တယ်အဲ့ဒီမှာလဲကိုပါတဲ့ကိုလေးနှစ်ကိုပါတဲ့နက္ခတ္တဆောင်ရဲ့ဇောင်းမှာဖြစ်တယ်နော်ဖြစ်တော့သူကအဲ့ဒီနှစ်ထဲကကိုတဲ့ကွန်ခွာဖပြီးတော့2 4 6 8 2 4 6 8 10 12 73ချိန်เนาะ73ချိန်မှာဖြစ်တယ်အပေါ်တန်းတန်းတက်သွား72ချိန်မှာဖြစ်တယ်အပေါ်တန်းတန်းတက်သွားဒီ10ချိန်မှာဖြစ်မလားဖြစ်မယ်ဆိုရင်အဲ့ဒီ953ဆိုတဲ့ခဏလေးကမစိုးဘူးလို့ကျွန်တော်တွေးကြည့်เนาะဒါလေးတစ်ချက်ရှိတယ်ငါးထိပ်တည်းကလည်းသူများတွေအော်နေတယ်เนาะအခုကျွန်တော်တို့ဒီနေရာမှာဒါငါးထိပ်တည်းပေါ့ဗျာငါးထိပ်၃လုံးသူကတန်းချင်း၄လုံးတန်းချင်းသလားเนาะတန်းချင်းသလား ဘာလို့တော့ဆိုတော့အဲ့ဒီ၅ထိပ်တည်းရဲ့ဒီဘက်မှာ၄လုံးတန်းထားတာတွေရှိတယ်ကျွန်တော်ဟိုနေ့အရောင်ပြောပါသေးတယ်၅ထိပ်၃လုံးတန်းတဲ့ဆောင်ပြန်ကြဆိုပြီးအခုက၄လုံးတန်းသွားတဲ့ဆောင်ပြန်ကြဖြစ်သွားမှလား၄လုံးပဲတန်းသွားမှလားပေါ့နော်အဲ့ဒါကျွန်တော်ပဲစိုက်နေပြောပေးပါလိမ့်ပြန်ကြနှစ်ကွက်ထပ်မယ်ဆိုပြီးတော့ညကျွန်တော်ပြန်ချလိုက်အောင်နော်ကျွန်တော်တို့ဒီမှာ ငါးထိပ်ကသူကလေးလုံးတန်းထားတာတွေရှိတယ်နော်အဲ့ဒီမှာငါးထိပ်ကလေးလုံးတန်းထားတယ်ဆိုတော့ဒီနေရာမှာလဲငါးထိပ်ကကျွန်တော်တို့ကလေးလုံးမတန်းဘူးလို့ပဲပြောရဲမှာတော့နော်အဲ့တော့တန်းရင်လဲတန်းမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာခွန်ထိပ်ဒီမှာ6ထိပ်နော်တနည်းကြော်ဒီမှာငါးထိပ်ဆိုပြီးတော့ဒါခွန်6 5တက်စီ3လုံးတန်းသွားလို့လဲရတာပဲနော်အဲ့ဒီငါးပရိက္ခဏတက်ထိပ်စီတပွဲကြော်ငါးပရိက္ခဏနောက်နှစ်ကိုပေါက် ။သူကနေအချိန်ခိုက်ပဲတစ်ထည့်စီအောက်တပွဲကျော်6ပြိကနန်းကနောက်နှစ်ကိုပေါက်တယ်။ဒါဆိုတစ်ထည့်စီအောက်တပွဲကျော်ခွန်ပြိကနန်းနောက်နှစ်ကိုဒီပွဲပေါက်လို့ရတယ်နော်။သူကထောင်သုံးလုံး9အောက်ပေါက်တာ။ခွန်ခါရဲ့မြင်းကုန်။ဒီမှာထောင်သုံးလုံး8ခွန်ခါရဲ့မြင်းကုန်မှာပေါက်တာ။ဒီမှာထောင်သုံးလုံးကခွန်ခွန်ခါရဲ့မြင်းကုန်မှာသူပေါက်တာနော်။အဲ့ကျွန်တော်တို့ကအဲ့ဒါလေးတွေတစ်ချက်သတိထားဖို့ရှိတယ်။နောက်တစ်ချက်ဒီပွဲမှာကျွန်တော်အပူနည်းနည်းစိတ်ဝင်စားတယ် အပူစိတ်ဝင်စားတယ်ဆိုတော့အဲ့ဒီ site ထဲမှာကျွန်တော်ပြောခဲ့ဘူးလေ90ခွန်ခွာတဲ့နေ့ထဲမှာငါကျွန်တော်တို့ဒီ933ဆိုတဲ့ကနေနော်အော်တိုလိုက်ထွက်တယ်ဒီဘက်မှာ9ပရဲရှိလို့ပါနော်တခါဒီ90ခွန်ခွာတဲ့နေ့ထဲမှာလည်းအဲ့939ပတ်လေသူလိုက်ထွက်တယ်အခုဒီဘွယ်ကြောက်ရတယ်နော်ကြောက်ရတယ်ဒီ933ဆိုတဲ့ကနေဒီဘက်မှာ9ပရဲတော်တော်ကောင်းကောင်းတွေ့ထားလို့နော်ဒါလေးလေးရတယ် ဆိုတော့ကျွန်တော်ကဒီဘွဲကိုမနစ်ကကနဲ့အစောက၅အပိတ်နဲ့၅အပိတ်နဲ့လည်းဒီကနကထည့်ရင်ထည့်လို့ရတယ်ဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီအောက်ဆောင်မှာတက်လာတဲ့ဒီအောက်ကဟာတွေတော့ကျွန်တော်တို့ဝင်ဖြစ်တော့ဘောเนาะဒီမှာ3ည9 3ည8 3ညာကိုเนาะသူ့ဆောင်မှာခွန်6နဲ့3နဲ့ခွန်နောက်ပိတ်6ထိပ်เนาะ7ပြည့်ရဲ့ဆောင်မှာခွန်နောက်ပိတ်6ထိပ် ီကိုပရဲဆောင်မှာခွန်နောက်ပိတ်6ထိပ်အဲ့ဒီခွန်6ရဲ့မြင်းကုန်မှာထွက်တဲ့ခဏကအဲ့ဒါသူ့ရှေ့နှစ်ကခဏအဒီခွန်6ရဲ့မြင်းကုန်မှာထွက်တဲ့ခဏကသူ့ရှေ့နှစ်ကခဏအဲ့ဒီမှာခွန်နောက်ပိတ်6ထိပ်သူ့ရဲ့မြင်းကုန်ဒီနေရာထွက်မဲ့ခဏသူ့ရှေ့နှစ်ကခဏလည်းဖြစ်သွားလို့ရတယ်နော်အဲ့ဒီမှာကျွန်တော်တို့ဒီ2020နှစ်ထဲမှာနှစ်နောက်ပိတ်ကြတာ ਨੇ သူကနှစ်နှစ်လို့နောက်ပိတ်နှလုံးထောင်းတယ် တစ်ခါ23မှာနှစ်နောက်ပိတ်စကြတာနဲ့နှစ်3လို့ထောက်နော်နှစ်နှစ်နှစ်3လို့ထောက်24မှာနှစ်နောက်ပိတ်စကြတော့သူကနှစ်4လို့ထောက်နှစ်နှစ်နှစ်3နှစ်4လို့သူထောက်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီနှစ်ထဲမှာနှစ်နောက်ပိတ်စကြတာနဲ့သူကနှစ်5လို့မြန်ထောက်သွားမလားအဲ့လိုထောင်သွားမယ်ဆိုရင်ကျွန်တော်က935လို့ကြိုက်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တခါပြောမှုပါတယ် ဒီကိုနောက်ပိတ်ဒီကိုထိတ်လို့ပြန်ကြရင်ပြိဿောင်းစင်းပေါက်မယ်လို့ကျွန်တော်ပြောခဲ့ပူတယ်နော်အဲ့ဒါကျွန်တော်ဘယ်စာရွက်ထဲကောက်ချစ်တယ်ချစ်တော့ချစ်တာကျွန်တော်လည်းမေ့ပြီအဲချစ်တော့ချစ်တာပဲတဲ့မေ့ပြီဒီလိုင်းရလေဆိုတော့ခုံတော့မဟုတ်ဘူးတစ်တစ်လည်းမဟုတ်ဘူးတစ်ဟာအဲ့တော့ဘယ် ျွန်တော်လည်းမမှတ်မိတော့ကျွန်တော်ဘယ်လိုင်းကနေပြောထားခဲ့လဲပြောတော့ပြောတယ်ဗျကျွန်တော်ကလည်းပြောပြီးတော့မေ့တာပဲအဲ့ဒီကိုးနောက်ပိတ်ကျွန်တော်ဒီပွဲမှာတော့ကဒီကိုးနောက်ပိတ်ကလို့ဒီမှာကိုးထိတ်လို့ကြတာ ਨੇ ဗရိတ်ရှစ်ဆောင်းစင်းပြီဆိုကျွန်တော်ကိုးတုံညာကိုးပြခဲ့တာမှတ်မိမှာပေါ့နော်အခုကျွန်တော်ကအဲ့ကိုးနောက်ပိတ်ကိုဒီနေရာကိုးထိတ်လို့ထိတ်ရင်ဗရိတ်9ဆောင်းစင်းဆိုကိုး35လို့လည်းကျွန်တော်ကြိုက်တယ်နော်အဲ့ဒီပေါင်းရင်ဆိုင်ကကြတော့ तू က5ကို3လို့ဒီထက်နော်အဲ့ဒါပြောလို့မရဘူး5ကို3က ဘာလို့တော့ဒီမှာ၃နောက်ပိတ်၃နောက်ပိတ်၃နောက်ပိတ်၃လုံးစင်၅ထို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 င်လို့တက်ချလာပြီမိနစ်ကခဏအဲ့ဒါ၉၅၉၃တဲထွက်သွားမှလည်းကြောက်ရတယ်နော်အဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ तू ကဒီမှာကွက်ရွှေ့ site ကရှိနေတာရေပေါင်းရင်း site ကရှိနေတာရေနော်ကျွန်တော်ဒီ၅နောက်ပိတ်တွေ၉ထိုင်ပရိတ်ခွန်တွေဒါမျိုးတွေလည်းရှိနေတာနော်အဲ့အနီးကကပေးနေတဲ့၃ပိတ်၃လုံးလုံး၅ထိုင်၃လုံးလုံးဒါမျိုးတွေလည်းဖြစ်သွားလို့ရတာဟုတ်နော်အဲ့တော့ကျွန်တော်တို့ကနှက်ကွက်တော့ထည့်ပေးလိုက်မယ်နော် နှစ်ကွက်တော့ထည့်ပေးလိုက်မယ်တဲ့ဒီကဲတဲ့ဘွဲကကျွန်တော်ပြတဲ့ဟိုဖော်မွေးလိုင်းလေးอ่ะဒီဘွဲကိုနည်းနည်းသတိထား ဖော်မူလာလေးကနည်းနည်းသတိထားဆိုတော့နောက်တစ်ချက်ကိုလီလီဆိုတဲ့ခဏလည်းမစိုးဘူးเนาะကိုလီလီဆိုတဲ့ခဏလည်းမစိုးဘူးဒီဘွဲမှာအပူးကိုပါဝါဘူးပူးသွားလို့ရတယ်အဲ့ဒါလေးလည်းရှိတယ်အဲ့ဒါလေးကျွန်တော်တခါလေးထည့်ပြလိုက် ာလို့တော့ဆိုတော့ကျွန်တော်တို့ဒီ line ထဲမှာဒီနှစ်နှစ်ခတ်နောက်ပေါင်း၄လို့ရိုက်တယ်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ဒီ10နောက်ပိတ်အဲ့ဒီ10နောက်ပိတ်က10 power 6နဲ့ဆိုတော့16 power တဇွဲအပီးကစားတာရှိတယ်ဟုတ်တယ်မှာ power အပူကစားတာရှိတယ်တက်ခါတုံညာရဲ့နှစ်ခတ်နောက်ပေါင်းခွန်လို့ရိုက်တယ်သူ့ရဲ့နောက်နှစ်မှာဟာဒီတုံညာနောက်ပိတ်က ငါးတုံညာပါဝါတရွဲအပီးကစားတာရှိတယ်သူကတော့နှစ်ခုတောင်ကြတယ်နော်သူကအဲ့တစ်ဘူးတုံညာဘူးဘူးတခါကိုးဘူးလို့ယူလို့ရတယ်လို့ကိုးလေးပါဝါတရွဲအပီးကစားလို့ရတယ်ဒီခွန်ခွန်အဲ့ဒီကိုးကိုးနှစ်ခါနောက်ပေါင်း6လို့ရတယ်သူ့ရဲ့နောက်နှစ်ခါအဲ့ဒီကိုးဒီကိုးလေးပါဝါတရွဲအပီးကစားလို့ရတယ်နော်အဲ့သူက၄ကိုး၄ကျွန်တော်တို့ကိုးကိုး၄ ဒါတွေပဲရှိမှာပဲသူကဘယ်နေရာကစားတော့ဆိုတော့အဲ့ကောင်ကစားတဲ့ကောင်ကတစ်တစ်နောက်ပေါင်းခွန်နော်တစ်နောက်ပေါင်းခွန်တုံညာပါဝါ၃ညာရဲ့ပါဝါ၅ထိတ်လို့ရိုက်တယ်အဲ့ဒီ၅ထိတ်ရဲ့နှစ်နှစ်ကြော်မှာထွက်တယ်ဟုတ်ဒီမှာလဲတစ်လို့ရိုက်တယ်နောက်ပေါင်း၆လို့ရိုက်တယ်ခုနကနောက်ပေါင်းခွန်ခုနောက်ပေါင်း၆လို့ရိုက်ရိုက်ပြီးတော့မှာ ြီး1ရဲ့ပါဝါ6ထိတ်လို့ရိုက်တယ်နှစ်ပွဲကြော်အဲ့ဒီပါဝါဘူးအပြီးကစားတယ်ပေါ့နော်အဲ့ဒီမှာ3ညရဲ့ပါဝါ9ထိတ်တဝင်းကြော်ပါဝါဘူး1ပါဝါ6ထိတ်ဒီမှာပါဝါဘူးပေါ့နော်သူက3ညပြီးပြီး1ပြီးပြီးအခုကျွန်တော်တို့1ပေါ့1ပါဝါ9ထိတ်သူ့ရဲ့တပွဲကြော်မှာပါဝါဘူးကစားသွားနိုင်တယ်အပေါ်မှာကလည်း1ခါလို့ရိုက်တယ်နောက်ပေါင်း9လည်းရိုက်တယ်ပေါ့နော်1ခါနောက်ပေါင်း9သူ့အောက်မှာ1 နောက်ပိတ်နှစ်ပါဝါခွန်အပိတ်လို့ရိုက်နှစ်ခွန်တတွဲတပွဲကျော်ပါပါဘူးဒီမှာတက်ချောက်တတွဲနှစ်ပွဲကျော်မှာပါပါဘူးအဲဒီမှာကကျွန်တော်တို့၃ညာ၅တတွဲပါဝါတစုံရိုက်တာဟုတ်သူ့ရဲ့တပွဲကျော်မှာပါဝါအပူးလို့ရိုက်တယ်နော်ကြိုက်တဲ့ပါဝါအပူးတွေကကျွန်တော်တို့နှစ်ဦးမှတည်ထားခဲ့တဲ့တက်6ပါဝါတွဲ၃ညာတည်ထားခဲ့လို့၃ညာ၅ပါဝါတတွဲ ဒီကိုးတည်ထားကလေးကိုးလေးပါဝါတဲ့တွဲအဲ့ကျွန်တော်ချင်းချင်းလေးရေးပြလိုက်ပါနော်4ကို4လေးနော်သူကအဲ့ဒီနဲ့တွဲတဲ့ကလာဖို့ရှိတယ်ပေါ့ပြင်နော်ဒါကျွန်တော်တို့အာထိုးရမယ်6ခွက်ဘယ်ကောင်ဘယ်လိုလာမလဲဆိုတော့မသိဘူးအဲကြိုက်ရင်လေး ကစားကြပေါ့နော်ဒါဒီပွဲမှာပါဝါဘူးရှိတယ်ဟော6ကို9300ခု9300 8 9300 9နော်တခါသူ့ပွဲမှာဗရိတ်ကိုဗရိတ်6ဗရိတ်ခွန်ကိုချစ်ခွန်စီနီယာပြန်ထည့်တယ်အဲ့ဒီကိုချစ်ခွန်ထည့်ပြီးတော့သူ့ရဲ့ဘေးမှာကျွန်တော်တို့ ွားခွန်နော်တခါသူ့ရဲ့ပြီးမှခွားရှစ်နော်တခါခွားကိုကိုရှစ်ခွန်ကိုသူကကိုရှစ်ခွန်ပြောင်းမြန်ပြန်ထက်အဲ့ဒီလိုထည့်ပြီးတာ ਨੇ သူ့ရဲ့ဘေးမှာကျွန်တော်တို့ဒီနောက်ထောင်သုံးလုံးကကိုလို့ဖြစ်တယ်ဗရိတ်ခွန်ထွက်တယ်တခါဒီမှာနောက်ထောင်သုံးလုံးကကိုလို့ဖြစ်တယ်အောက်ဆောင်မှာဗရိတ်ခွန်ပဲထွက်တယ်နော်အဲ့ဒီမှာနောက်ထောင်သုံးလုံးကကိုလို့ဖြစ်ပြီးဒီနေရာဗရိတ်ခွန်လို့ထွက်အောင်မလား ဒါလေးတစ်ချက်ကျွန်တော်တွေးကြည့်တာပေါ့နော်တွေးကြည့်တော့အဲ့ဒီမှာထွက်တဲ့ခန်းန်းတွေကကျွန်တော်တို့အမြင်အတိုင်းပဲယူလိုက်ရင်လေးထိပ်တွေကြီးထွက်နော်လေးထိပ်ပရိတ်ခွန်လေးထိပ်ပရိတ်ခွန်ဒါဆိုဒီနေရာမှာလေးထိပ်နဲ့ပရိတ်ခွန်လို့ထည့်မယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့၄ကို၄ဆိုတဲ့ခန်းန်းထည့်သွားလို့ရတယ်နော်ပါဝါအပူးနဲ့နော်အဲ၄ကို၄ဆိုတဲ့ကောင်ဒီကောင်ကိုကျွန်တော်ပြောမလို့ပဲ အဲ့ဒီမှာလိုင်းကအစီမပြေမနဲ့မှကြည့်မဟုတ်ခဲ့ပါအပူကြိုက်ပါတယ်တဲ့ဟုတ်ကဲ့ကြိုက်ရင်ထိုးပါเนาะဟုတ်တယ်သူကခုနကျွန်တော်ပြောတဲ့ငားထိတ်လေသူကယူလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအထောင်သုံးလုံးကိုကိုးပါပါကျွန်တော်တို့က၄ထိတ်စီးနဲ့เนาะဗရိတ်ခွန်လိုပဲယူလိုက်အဲ့ဒီထောင်သုံးလုံး ကိုကိုပါပါလေးထိပ်စီနဲ့ဗရိတ်ခွန်လိုပဲယူလိုက်နော်အဲဒီမှာလဲကျွန်တော်တို့ထောင်သုံးလုံးကိုရိုက်ထားလို့ကိုပါပါလေးထိပ်နဲ့ဗရိတ်ခွန်လိုထွက်ရင်ခုနကကျွန်တော်ပြောတဲ့လေးကိုလေးနော်နေဦးကလေးကိုပါပါတစုံဒီပွဲထွက်လို့ရတယ်ဆိုတာလေးနဲ့သူကအံသွားကြိုက်နေတယ်နော်ဟုတ်ပြီလား